မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပြီးခဲ့တဲ့စက်တဘာလ14ရက်နေ့ကပြန်လည်စတင်ခဲ့တဲ့တီပွားမျိုးတိုက်ပွဲဟာလက်ရှိတောင်းတက်မရဘက်ကစစ်ကောင်စီရဲ့903 904တပ်တွေကိုသိမ်းပိုက်ရရှိထားပြီးတော့စစ်ကောင်စီရဲ့အလောင်းတွေနဲ့စစ်တုံးဗန်းတွေကိုလည်းဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အလောင်းတွေကတော့များတယ် အကုန်လုံးရှာမတွေ့သေးတော့အရေးအတွက်တော့မသိရသေးဘူးစစ်တုံးမန်းတွေနဲ့မိသားစုဝင်တွေလည်းဖမ်းမိထားတယ်အကုန်လုံးကိုကောင်းကောင်းမွန်မွန်ထိမ့်သိမ်းထားပါတယ်လို့ပြောဆိုထားပါတယ်စခန်းကနေစွန့်ခွာတဲ့အချိန်မှာစစ်တုံးမန်းတွေကိုဖမ်းဆီးရမိထားပြီးတော့တချို့ကမိသားစုဝင်တွေနဲ့အဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ် ဖမ်းဆီးရမိထားတဲ့စစ်တုံးမှန်အရေးအတွက်နဲ့လက်နက်အရေးအတွက်တွေကိုတော့အတိအကျအတိမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်လက်ရှိမှာတော့လက်ကြံတပ်စခန်းတွေဖြစ်တဲ့ခလာရ23တပ်ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါရယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကလေကြောင်းကနေအပြင်းထန်ခုခံနေပြီးထိခိုက်ဒိတ်ဆုံးတဲ့အရတားအရေးအတွက်တွေဟာလဲတိုးလာနေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ စကိုင်းတိုင်းရေဦးမြို့မှာရဲစခန်းကို drone နဲ့ပုံကျတိုက်ခိုက်ရောင်းစစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီးရဲလိုင်းကမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ22ရက်နေ့မွန်းလွဲ2:30မိနစ်ခန့်မှာရေဦးမြို့မှာရဲစခန်းအတွင်းကိုရွှေဘိုခရိုင်အမှတ်ဆက်၄တိုက်ရင်ရေဦး PDF က face wing drone များနဲ့ဘုံသီး၆လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာရဲစခန်းအတွင်းမှာရှိတဲ့သတင်းပေး informer တန်းနိုင်နေတဲ့လိုင်းကမ်းပေါ်ကိုဘုံသီးများကြောက်ပောက်ခွဲခဲ့တဲ့အတွက်ကြောင့်အကြမ်းမဲ့စစ်ကောင်စီတပ်သား၄ဦးပွဲချင်းပြီးတေဆုံးက၆ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့လိုင်းကမ်းဟာလည်းမိလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအပြီးမှာအကြမ်းမဲ့စစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ခဲ့တော်လဲပြည်သူ့ကာကွယ်ရေးဘော်များအထူးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားကိုမိုင်းဆွဲပစ်ခတ်တိုက်ခတ်ရာစစ်ကောင်စီဘက်ကအရာရှိတအုပ်အပါအဝင်၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ28ရက်နေ့မနက်7:12မိနစ်ခန့်မှာဗုတ်ပြင်းမြို့နယ်အခြေဆိုင်ရေတပ်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားတစ်စီးဟာကရတူရီက ပြန်အလာကိုစောင့်ကြည့်ပြီးတော့ Flying Star Force အဖွဲ့ကတော်လိုင်းရဲဘော်များကမိုင်းဆွဲပြီးတော့လက်နိုင်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာရေတပ်ကဗိုလ်ကြီးအဆင့်ရှိတဲ့ဒုတအုပ်အပါအဝင်နှစ်ဦးသေဆုံးပြီးတအုပ်ကတော့ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီတပ်သားဟာကော့တောင်းစေးရုံမှာစေကူတမှုခံယူနေတဲ့အချိန်သေဆုံးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမတရားမြို့နယ်30ပြည်ချင်းရွာတိုက်ပွဲမှာအကြမ်းမဲ့စစ်ကောင်စီကလေကြောင်းကနေပြီးတော့စစ်သားအချင်းချင်းမှားရွေပြစ်ခတ်တိုက်ခတ်မှုကြောင့်စစ်သားအယောက်80ထက်မနည်းသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တင်ဘာလ22ရက်နေ့မနက်4:30မိနစ်ခန့်မှာတော်လိုင်းအင်အားစုများအထိုင်ချထားတဲ့မတရားမျိုးနယ်30ပေကြီးရွာကိုမန္တလေးဘက်ကအင်အား400ခန်းနဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တော်လိုင်းတပ်ဖွဲ့များအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲအတွင်းမှာအထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီကမနက်၈နာရီဝန်းကျင်ကစတင်ပြီးတော့လက်နက်ကြီးများနဲ့ပတ်ဝန်းကျင်ပတ်ပတ်လဲကိုပစ်ခတ်တိုက်ခိုက်ပြီးလေကြောင်းပစ်ကူတောင်းခဲ့ရာ မနက်9:00နာရီကမှလေချောင်းပစ်ကူရောက်ရှိလာပြီးတော့နှစ်ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တီနေရမှားယွင်းမှုကြောင့်မြေပြင်မှာရှိတဲ့အချမ်းဘတ်စစ်သားများထိမှန်တိုက်ဆုံခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မြေပြင်ကစစ်သားများအချင်းချင်းလည်းမှားယွင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာအယောက်80ထဲမှနဲ့တိုက်ဆုံပြီးအများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Generation Z Power GZP Mandalay ပြည်သူ့ကာကွယ်ရေးမြို့ပြပျောက်ကြားတပ်ဖွဲ့ BRA LDF မန္တလေးခရိုင်ပတ်ကောက်ဖောက်မရယာမြို့နယ်ပတ်ကောက်ဖောက်ချမ်းမြတာစီမြို့နယ်ပတ်ကောက်ဖောက်အောင်မြေတာစံမြို့နယ်ပတ်ကောက်ဖောက်တန်တဘတ်တော်ရင်တုတ်ပြီး LDF တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တဘာလ15ရက်နေ့မနက်10:00နာရီဝင်းကျင်ခန်းကလည်းမရီယာမြို့နယ်စူးကားအလေရွာမှာစက်ကြီးကောက်ခံနေတဲ့စစ်ကောင်စီအုပ်စုကိုအနီးကတွားရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ရာ အပြန်လန်ပြစ်ခတ်မှုတိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်ဆက်သား3ဦးသေဆုံးကတအုပ်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကို Generation Z Power, GZP Mandalay, ပြည်သူ့ကာကွယ်မျိုးပြပျောက်ကြားတပ်ဖွဲ့၊မရီယာမျိုးနယ်ပတ်ကောက်ဖောက်တဲ့ချမ်းမြသာစီမျိုးနယ်ပတ်ကောက်ဖောက်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တုံးနာခခငါတရဲမကြစီဘူးအတွက်စစ်ကောင်စီကနာခခငါအနီးမှာဘုံလာကျဲတဲ့အချိန်နေရာမှားပြီးတော့ဘုံကျဲမိတဲ့အတွက်စစ်ကောင်စီတပ်သားအယောက်၂၀ခန့်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တမလာ30ရက်နေ့နေ့လယ်7:00နာရီကနေ့နေ့လယ်2:00နာရီအတွင်းမှာစစ်ကောင်စီကမောင်တော်မြို့နေရအနှံ့အပြားနဲ့နောက်ခါကငါဝင်းကျင်မှာရှိတဲ့ရုံးအဆောက်အုံတွေကို one trap နဲ့ဘုံကျဲတိုက်ခိုက်တဲ့အချိန်မှာအခုအဖြစ်ပြက်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဘုံကျဲချတဲ့အချိန်မှာနောက်ခါကငါအနီးမှာရှိတဲ့ ်ရုံးအဆောက်အဦတစ်ခုအတွင်းမှာစစ်ကောင်စီတပ်သားတွေနေရာယူထားတဲ့ကာကင်းစခန်းတစ်ခုကိုမှာရင်ပြီးတော့ဘုံကျဲချခဲ့ရစစ်ကောင်စီတပ်သားအယောက်20ခန့်တေဆုံးခဲ့တယ်လို့သတင်းရင်းမြစ်တအူးကပြောပါတယ်လက်ရှိနာခခ9ကိုအေကမြေပြင်ကနေပြီးတော့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေလည်းအပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါတယ်အလားတူပဲစက်တမလာ30ရက်နေ့ကလည်းအမ်းမြို့နယ်မဲတောင်ချောင်းကျောက်ဆက်ခွဲကြီးရွာအနီးမှာစစ်တွေအန်ကားလမ်းထပ်မှာလဲဘုံမကျဲမိတဲ့အတွက်တေဆုံးသွားခဲ့ရတဲ့စစ်ကောင်စီတပ်သားအလောင်းတွေကို ပုတ်ပွားပြီးတော့တွေးခဲ့ရတယ်လို့ရွာသားတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းအင်ကပူမြို့နယ်ကွင်းကောက်ဒေသနွားချံအုပ်စုမှာပြူစော်ဒီခေါင်းဆောင်နဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုကအသက်ပြည့်ပြီးသားလူငယ်များကိုငွေကြက်နှစ်သိန်းခွဲလိုက်လံတောင်းယူနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်စစ်မှုထမ်းရန် လူငါးထည့်ရမယ်ဆိုပြီးတော့အသက်16နှစ်ကနေ35နှစ်အတွင်းစစ်မှုထမ်းဆောင်ရန်အကျုံးဝင်တဲ့လူငယ်များအားလုံးကိုပတ်စံတောင်းယူနေခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ်စစ်မှုထမ်းဖို့အသက်ပြည့်တဲ့လူငယ်တိုင်းငွေပေးရမှာတအိမ်မှာတယောက်ရှိရင်တယောက်ဖို့ပေးရမယ်အသက်ပြည့်ပြီးသား၃ယောက်ရှိရင်ခွန်တဲ့သိန်းခွဲအပြစ်ပေးရမယ်လို့ပြူစောတိကောင်းဆောင်ကသူ့အိမ်မှာအစည်းအဝေးခေါ်ပြီးတော့ပြောတာအတင်းအဓမ္မပတ်စံနေလိုက်ကောက်နေတာလို့ဒေသခံအမျိုးသမီးတူကပြောပြထားပါတယ်အဲ့ဒီပြူစောတိကောင်းဆောင်ဟာ ဥသိမ်းစော်ဖြစ်ပြီးတော့စေကောင်စီခန့်အုပ်ချုပ်ရေးမှုဟာဥကိုထေးဖြစ်ကစစ်မှုထမ်းကိုအကြောင်းပြပြီးတော့ကိုဂျိုးအတွက်အသုံးပြုရန်ငွေတွေအစမတန်တောင်းယူနေခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ်ပြူစော်ဒီခေါင်းဆောင်ဥသိမ်းစော်ရဲ့အမျိုးသမီးဖြစ်သူကလည်း၎င်းတို့တောင်းခံနေတဲ့ငွေများအပြည့်အဝမပေးပါကစေကောင်စီတပ်ဖွဲ့ဝင်များကိုခေါ်ပြီးတော့ဖမ်းလိုက်မယ်ဆိုပြီးချိန်ချောက်ပြောဆိုနေကြောင်းဒေသခံများကပြောပါတယ်ဒါအပြင် ARD တိုင်းမှာရှိတဲ့လူငယ်များကိုပတ်သိမ်မျိုးရွှေမြင်တင် အမှတ်6စစ်အခြေခံလေ့ကျင့်ရေးကျောင်းနဲ့အင်္ဂဘူမြို့နယ်မှာရှိတဲ့ကွင်းကောက်အမှတ်5စစ်ကောင်းစီတမ်းမြေတင်တန်းကျောင်းများကိုစစ်မှုထမ်းတင်တန်းတက်ရောက်ရာအတွားအဆက်မပြတ်ပို့ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်တပ်က MNDA ထိန်းချုပ်ထားတဲ့အထုဒေတာတဲ့နယ်မြေများကို၃လတာအတွင်းမှာလေကြောင်းတိုက်ခတ်မှု25ကြိမ်ပြုလုပ်ခဲ့ပြီးတော့ပြည်သူအနည်းဆုံး32ဦးထက်မနည်းသေဆုံးက60ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်မြေပြင်မှာရှုံးနေတဲ့အခါတိုင်းလက်တုံပြန်တဲ့အနေနဲ့မခွဲခြားသော လေကြောင်းဘုံကျဲတိုက်ခိုက်မှုများနဲ့ပြစ်ခတ်မှုများဟာမင်းအောင်လှိုင်ရဲ့အာဏာသိမ်းတပ်ရဲ့လုံခြုံလုံဆင်တစ်ခုဖြစ်လာပြီးတော့နိုင်ငံတော်မှာအဖြစ်ဆုံးများစွာဖြစ်ပေါ်စေခဲ့တယ်လို့သိရပါတယ်။ဇွန်လလမှာလာရှိုးစစ်ပွဲမှာမကြာခဏရှုံးနေမှုများကြောင့်လက်တုံပြန်တဲ့အနေနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့ area များမှာ မြို့တော်နောက်ကိုင်းမြို့တိန်ဒီခရိုင်နဲ့အခြားနယ်မြေများပါဝင်ပြီးတော့မင်းအောင်လှိုင်ရဲ့အာဏာသိမ်းတာဟာအထုဒေသတက်မှာစစ်နယ်မြေမဟုတ်တဲ့ဒေသများကိုဘုံကျဲတိုက်ခိုက်ရေးလေရင်များနဲ့ဇက်တိုက်ဆေးလွတ်ပြီးတော့စစ်ပြေငိမ့်ပြီးတဲ့နောက်လာရှုံမြို့ကိုလည်းမင်းအောင်လှိုင်ရဲ့အာဏာသိမ်းတက်ကဘုံကျဲခဲ့ပြီးစက်တမာလာနှောင်းပိုင်းမှာဇက်တိုက်ဘုံများကျဲချခဲ့တယ်လို့သိရပါတယ်စက်တမာလာ30ရက်နေအထိကိုတိုက်ပွဲများမရှိဘဲနဲ့အချမ်းဖတ်စစ်ကောင်းစီမင်းအောင်လှိုင်ရဲ့အာဏာသိမ်းတက်ဟာအထုဒေသတက်လာရှုံမြို့အပါအဝင် လေချောင်းတိုက်ခတ်မှုအနည်းဆုံး25ချိန်ပြုလုပ်ခဲ့ပြီးတော့လေချောင်းကနေဘုံအလုံးကြီး100ကျော်ကျဲချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလေချောင်းတိုက်ခတ်မှု16ချိန်မှာအရသာတိုက်ဆုံမှုများဖြစ်ပွားခဲ့ပြီးအခုအချိန်ထိကိုလူ32ဦးတိုက်ဆုံက60ကျော်ဒဏ်ရာရရှိခဲ့ပြီးတော့မရေမတွက်နိုင်တဲ့အများပိုင်းအဆောက်အဦများဖြစ်တဲ့နေအိမ်များဟိုတယ်များနဲ့စာတင်ကျောင်းများပျက်စီးခဲ့ပြီးတော့ ပြည်သူများရဲ့ပိုင်ဆိုင်မှုများထိခိုက်ပျက်စီးမှုဟာတိုင်းတာလို့တောင်မရနိုင်သေးဘူးလို့သိရပါတယ်။ဇူလိုင်လ12ရက်နေ့မနေ့တနားရီ15မိနစ်ကနေပြီးတော့3:30မိနစ်ကြားမှာမင်းအောင်လိုင်ရဲ့အာနာသိတ်တက်ဟာအထုဒေတာတက်ဖြစ်တဲ့တိန်နီခရိုင်မှာရှိတဲ့လူနေရပ်ကွက်များကိုအချိန်ချင်းဘုံကျဲတိုက်ခိုက်ရာဒေတာကအရတားတူတိုက်ဆုံးခဲ့တယ်လို့သိရပါတယ်။မြန်မာစာတင်ကြောင်းဘုံကျဲဖြက်စီးခံရပြီးတော့ရခင်ကမင်းအောင်လိုင်ရဲ့အာနာသိတ်တက်ရဲ့ဤပညာရုံကန်ဟောင်း ဘုံနှလုံးကျဲချခံရပြီးတော့နေအိမ်၄လုံးဘုံကျဲချခံလိုက်ရတယ်လို့သိရပါတယ်။ဇူလိုင်လ14ရက်နေ့မနက်2:30မိနစ်မှာမင်းအောင်လှိုင်ရဲ့တိုက်လေရင်များကအထုဒေသတည့်ရဲ့မြို့တော်လောက်ကင်မြို့တုံချိန်ဒေသကို ဘုံကျဲတက်ခဲ့ရောင်ဒေသခံအယတာတဦးတိတ်ဆုံးကအယတာတဦးဒဏ်ရာရရှိခဲ့ပြီးတော့အနီးနားမှာရှိတဲ့ဟိုတယ်နဲ့အဆောက်အဦများပျက်စီးခဲ့ရတယ်လို့သိရပါတယ်ဇွန်လ18ရက်နေ့ညနေ4:38မိနစ်မှာမင်းအောင်လှရဲ့အာနာသိန်းတက်ကတိုက်လေရဲ့နှစ်စီးစေလွတ်ပြီးတော့အထုဒေသတဲ့တိန်နီခရိုင်မှာရှိတဲ့လူနေရပ်ကွက်များကို ဖောက်ခွဲဖြက်စီးပစ်ခဲ့ရာစုစုပေါင်းဘုံရှက်လုံးကျဲချခဲ့တယ်လို့သိရပါဗျ။တိန်နီမြို့မှာရှိတဲ့လမ်းများနဲ့နေအိမ်များကိုဘုံကျဲတိုက်ခဲ့ရာရှေ့ဦးတိန်ဆုံးကရှေ့ဦးဒဏ်ရာရရှိခဲ့ပြီးတော့ငါးဦးကတော့ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ23ရက်နေ့မနက်အစောပိုင်း7:00နာရီ18မိနစ်ခန့်မှာမင်းအောင်လိုင်ရဲ့အာနာသိတ်တပ်ဟာပြည်တော်စုမြန်မာနိုင်ငံအထုဒေသတရဲ့မြို့တော်လောက်ကင်မြို့တုံချိန်ဒေသကိုထပ်မံတိုက်ခိုက်ရာအရဲသားနှစ်ဦးတေဆုံးပြီးအနည်းဆုံး9ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ ဇူလိုင်လ24ရက်နေ့မနက်7:45မိနစ်မှာမင်းအောင်လှိုင်ရဲ့အာနာသိတ္တဟာလောက်ကင်မြို့ရွှေစင်ဒေသမူလ3တက်ရင်းမြေအနီးနားမှာဘုံနဲ့ချိန်ကျဲချခဲ့ပြီးတော့စုစုပေါင်းဘုံလေးလုံးကျဲချခဲ့ခြင်းကြောင့်အနီးနားမှာရှိတဲ့အရတနာဦးဒံရအနေငယ်ရရှိခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ28ရက်နေ့မနက်အစောပိုင်းမှာမင်းအောင်လှိုင်ရဲ့အာနာသိတ္တဟာတိန်နီမြို့ပေါ်မှာနောက်ထပ်လေချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်မှုများပြုလုပ်ရန်တိုက်လေရင်များကိုဆေလွတ်ခဲ့ရာဒေသခံအရတနာဦးဒိတ်ဆုံးက၅ဦးဒံရရရှိပြီးတော့ အရသားများရဲ့နေအိမ်အများပြားပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ဩဂတ်စ်လ2ရက်နေ့နဲ့9ရက်နေ့တို့မှာမင်းအောင်လှရဲ့အာဏာသိမ်းတပ်ဟာလောက်ကင်မြို့တုံချိန်ဒေသနဲ့ကိုကန့်ခရိုင်တုံရှန်ဒေသထိုင်းပြင်းမြို့နယ်မှာရှိတဲ့ဇီရွန်ကျေးရွာမှာဘုံးကျဲတိုက်ခိုက်ခဲ့ရာအရသားတအုပ်သေးဆုံးပြီးနှစ်ဦးဒဏ်ရာပြင်းထန်ရရှိပြီးတော့လူအများအနည်းငယ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အထုဒေသတက်ကိုကန့်ခရိုင်ကိုလည်းဘုံးကျဲရန်တိုက်လေများဖို့ဆေးလွတ်ခဲ့ရာ မြို့ပေါ်နဲ့အဓိကလမ်းမကြီးတွေပေါ်မှာဘုံများကျဲချခဲ့ပြီးတော့အပြစ်မဲ့တဲ့ဒေသခံအ ਨੇ ဆုံး၈ဦးထက်မနည်းသေဆုံးပြီးစန္ဒဦးဒဏ်ရာအပြင်းထန်ရရှိကာလမ်းဘေးကအိမ်များအများအပြားပျက်စီးခဲ့ရတယ်လို့သိရပါတယ်။စက်တဘာလ9ရက်နေ့7ရက်နေ့21ရက်နေ့ နှစ်ဆက်၄ရက်နေတော့မှာမင်းအောင်လိုက်ရဲ့အာနာသိမ့်တပ်ဖွဲ့ကလာရှုံမြို့အရသာနယ်မြေများကိုလေကြောင်းကနေဘုံနှလုံးကျဲချခဲ့ပြီးတော့အပြစ်မဲ့တဲ့အရသာအ ਨੇ စုံ15ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီးပတ်ဝန်းကျင်မှာရှိတဲ့လူနေအဆောက်အုံများဓာတ်ကျိုးများနဲ့အခြားသောအများပြည်သူဆိုင်ရာအဆောက်အုံများအများပြားထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။တိတ်နေခရိုင်တန်လွင်ညင်ဟိုင်ဒေသနံပန်းမြို့နယ်ကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ရာအပြစ်မဲ့တဲ့ပြည်သူ9ဦးသေဆုံးပြီး10ဦးဒဏ်ရာရရှိကာ အဲ့ဒီတဲကတုံးဟာတရားအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။လာရှိုတိုက်ပွဲများငြိမ်သက်ပြီးသွားတဲ့နောက်မင်းအောင်လိုင်းရဲ့အာနာသိမ့်တက်ဟာလာရှိုမျိုးပေါ်မှာသရုတ်ထအချိန်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံအရသာတို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လာရှိုမျိုးကိုလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ရောက်ဒေသခံအရသာတို့တိုက်ဆုံးက16ဦးဒဏ်ရာရရှိကလူနေအများပြားလဲပျက်စီးခဲ့တယ်လို့သိရပါတယ်။ စက်တဘာလ28ရက်နေ့28ရက်နေ့နဲ့30ရက်နေ့တို့မှာလာရှိုးရက်ွက်နဲ့မြို့မစည်းအနီးတစ်ဝိုက်မှာရှိတဲ့လူနေရက်ွက်များနဲ့ရက်ွက်တဲ့လူနေရက်ွက်များကိုလေကြောင်းကနေတိုက်ခတ်မှု3ချိန်ပြုလုပ်ခဲ့ရာအ ਨੇ စုံဘုံ15လုံးကျဲချခဲ့ပြီးတော့လူနာဦးဒေဆုံးက6ဦးဒဏ်ရာရရှိပြီးတော့အဲ့ဒီထဲမှာ4ဦးပြင်းထန်စွာဒဏ်ရာရရှိပြီးစေးယုံတင်ထားရကဈေးဆိုင်များနဲ့လူနေအဆောက်အုံအများပြားလဲပျက်စီးခဲ့ရတယ်လို့သိရပါဗျ။တိတ်နီခရိုင်တန်လွင်ညင်ဟိုင်းဒေသနံပါတ်မြို့နယ်ကို လေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်ရဘုံအသေးဆယ်လုံးထက်မနေချဲချခဲ့ပြီးတော့အရသာတဦးရဲ့ဘဲဘက်ခြေတော့ကျိုးကြကအိမ်များလမ်းများပြတ်စည်းခဲ့တယ်လို့သိရပါဗျ။လာရှုံမြို့ကိုဘုံကျဲတိုက်ခတ်ခဲ့ရရက်ကွက်ဆက်တဲ့ခေါကွင်းနဲ့ရက်ကွက်ရှစ်မန်ဆူဟိုတယ်ကိုဘုံသုံးလုံးချဲချခဲ့ပြီးတော့အရသာတဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လာရှုံရက်ွက်ဆက်နဲ့မန္နာရွာတစ်ကိုဘုံကျဲတိုက်ခိုက်ခဲ့ရလူ၆ဦးဒဏ်ရာရရှိခဲ့ပြီးတော့အဲဒီမှာ၃ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ